တပ္ပရဘာဝနာနဲ့နိဗ္ဗာန်မရောက်သေးဘူးဆိုလို့ရှင်နိဗ္ဗာန်ရောက်ဖို့အတွက်နောက်ထပ်ဘာဝနာတစ်ခုချင်းမလို့တဲ့အဲ့ဒီနောက်ထပ်ဘာဝနာတစ်ခုကိုဘာခေါ်တော့ဆိုဝိပဿနာဒါကြတော့ပညာဘာဝနာလို့ခေါ်တယ်ပညာဆိုဒီမှာခုနကအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုစိုက်ထားတာမဟုတ်တော့ဘူးအာယုတစ်ခုပေါ်တည်းမှာစိတ်ကိုစိုက်မထားတော့ဘဲနဲ့ တဘာဝအာယုံကိုတိအောင်လုပ်တာဖြစ်သွားတယ်သူကြတယ်တိတဲ့ဘက်ကိုဥလှဲ့သွားတယ်ငြိမ်တဲ့ဘက်ကိုဥမလှဲ့ဘူးတိတဲ့ဘက်ကိုဥလှဲ့သွားတယ်တဘာဝတရားရဲ့စဉ်စဲမဲ့ပြဖြစ်မှုတွေကိုသိရှိနားလည်လာပေါ့ဒီလိုဆိုတော့ပေါ့နော်ဒါကြောင့်မို့ဝိပဿနာဘာဝနာဝိပဿနာဘာဝနာအားထုတ်တော့မယ်ဆိုလို့ရှိရင်ခုနကအာနာပါနာပုံမှာအားထုတ်မလားဆိုရင်ဘယ်လိုအားထုတ်မလဲ ထွက်လေဝင်လေလေးပေါ်မှာအထုတ်တဲ့အခါခုနထွက်လေဝင်လေတစ်ခုတည်းပေါ်မှာစိတ်ကိုစူးစိုက်ထားတာဝိပဿနာအထုတ်ပြီဆိုတဲ့အခါမှာတစ်ခုတည်းကိုစူးစိုက်ထားเสียမလို့တော့ဘူးရှူသွင်းလိုက်တဲ့လေကလေးရဲ့အဲ့ဒီလေကလေးထိသွားတဲ့နှာလေးပြားနေရာလေးရဲ့ထိမှန်းတိလိုက်တဲ့စိတ်ကလေးရဲ့ဟောသုံးခုတတိထာသုံးခုဖြစ်တယ်ဆိုတာတတိထာတတ်လား လေလေးရတခုလေလေးထိတဲ့နာသီးပြားမှာရှိတဲ့ကာယပတာရဆိုတာလေးရတခုအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ဖြစ်ပေါ်လာတဲ့အသိစိတ်လေးလေလေးထိရင်ထိသွားမှန်သိလိုက်တဲ့အသိလေးအဲ့ဒီအသိလေးတခုတိုးလာအဲ့ဒီအသိလေးရဲ့လေရဲ့ကာယပတာရရဲ့လေလေးကိုဖွတ်တပ်ပယုံလို့ခေါ်တယ် ုဒ္ဓုံထိတဲနေရာကိုကာယပတာလုခေါ်တ်။ထိမှန်းသိလိုက်တာကိုကာယဝိညာဉ်စိတ်လို့ခေါ်တယ်ဟော။သုံးခုဖြစ်သွား။အဲ့ဒီလိုသုံးခုဖြစ်နေတာကိုသိတာဒါပညာနဲ့သိတဲ့အသည့်တစ်ခုဖြစ်လာတယ်ပေါ့။အဲ့ဒီချိန်မှာတမာတိမပါရဘူးလားပါတယ်။ဒါပေမဲ့စိတ်ငြိမ်အောင်လုပ်ထားတာမဟုတ်ဘူး။ဒီအသည့်သုံးခုလေးပေါ်မှာဟိုတခြားစိတ်ကွာမသွားရုံတော့ပဲ။ တတိရှိရတယ်တမာရီရှိရတယ်အဲ့ဒီနောက်မှာအတိပညာရှိရတယ်တမာအဲ့ဒီမှာကြိုးစားအထုတ်မှုဆိုတာရှိရတယ်စဉ်စဲမပြတ်သိနေအောင်ကြိုးစားအထုတ်တာကိုတမာဝါယမလို့ခေါ်တယ်အာယုန်နဲ့စိတ်နဲ့မပြတ်တွေးနေတာကိုတမာတတိလို့ခေါ်တယ်အဲ့ဒီအာယုန်ပေါ်မှာ စိတ်ကလေးတည်ငြိမ်နေတာကို တမသမာဓိလို့ခေါ်တယ်။ဒီတဘာဝလေး၃ခုကိုစဉ်းရင်စဉ်းစားတာကိုတမသင်္ကပ္ပလို့ခေါ်တယ်။တဘာဝတရားတွေကိုသိလိုက်တာ။ဘယ်လိုသိလိုက်တယ်လဲလို့ဆိုလို့ရှိရင်အော်လှုပ်ရှားနေတဲ့သဘောလေးကတခုပါလား။ထိုးလှုပ်ရှားလေးလှုပ်ရှားနေတဲ့အရာလေးကလာတိုးထိပ်သွားတဲ့တဘာဝလေးကတခုပါလား။ ထိမှန်းသိလိုက်တဲ့သဘာဝလေးကတခုပါလားလို့သဘာဝလေးတွေရှုတော့ကနေကြည့်တဲ့အခါသုံးမျိုးသုံးစားသူတွေ့လာတယ်တခုနဲ့တခုမတူဘူးဆိုတော့ဆိုပါတော့လေလေးရဲ့သဘောကရွေရှားတယ်တွန်းကန်တာဒါလေးရဲ့သဘောနာသီးရလေးကလေလေးထိမှုလက်ခံတဲ့သဘောထိမှန်းသိလိုက်တဲ့အသိစိတ်လေးကသိတဲ့သဘောဆိုဟောသဘာဝချင်းမတူလို့ တဘာဝသုံးခုဆိုတာကိုတိလာအဲ့ဒါလို့တိလာတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့ဝိပဿနာကအဲ့ဒီအတိကိုဥစားပေးတာအတိကိုဥစားပေးတာဒါဝိပဿနာဝိဆိုတာထူထူခြားခြားပัฒနာ မြင်တာတဲ့ဒါကအများမြင်တဲ့အနေအထားမျိုးမြင်တာမဟုတ်ဘူးထူခြားတဲ့အမြင်တစ်ခုမြင်လာတာ နောက်တစ်ခါစာပေကျမ်းကနေမှာတော့အမြင့်ကိုဖွင့်တာအစစ်မြင့်တာကိုဖွင့်တဲ့အခါကျတော့မမြဲတဲ့သဘောတွေမြင်လာတယ်ဆင်းရဲတဲ့သဘောတွေကိုမြင်တယ်ကိုမပိုင်တဲ့သဘောတွေမြင်လာတယ်ဆိုတာဒါအစစ်မြင့်လာတယ်ဝိပဿနာအဲ့ဒီအဓိပ္ပာယ်ထိအောင်သွားတာဝိပဿနာထူးထူးခြားခြားမြင်တာကိုလည်းဝိပဿနာလို့ခေါ်တယ်စာပေကျမ်းကနေမှာဖွင့်တဲ့အတိုင်းအနေစာလိုမြင်တယ်ဒုက္ခလိုမြင်တယ်အနတ္တလိုမြင်တယ် အမျိုးမျိုးချင်းချင်းသုံးမျိုးဖြင့်သိမြင်တာကိုလည်းဝိပဿနာလို့ခေါ်တယ်ပေါ့အဲ့ဒါကြတော့ဉာဏ်ကိုဖြစ်အောင်လုပ်တာပညာကိုဖြစ်စေပညာကိုပွားစေတာဖြစ်သောကြောင့်ဝိပဿနာဘာဝနာလို့ခေါ်တယ်ပညာဘာဝနာလို့လည်းခေါ်တယ်အသိပညာတွေတိုးလာ